မတော်ကာကြုတ်အကြောင်းပြောတော့ကာကြုတ်အကြောင်းလေးနည်းနည်းလေးပြောကြည့်တယ်ပြောပြပြောပြဟာလဲဆိုတော့ကာကြုတ်ရဲ့မိုးတက်ကလေးက1956ခုနှစ်ဇူလိုင်လ3ရက်ဒီတက်သေးစားရောက်ပြီးဒီရက်စီကြောင်းစင်းတာက1984နော်1984 အာနာထိန်တဲ့အချိန်မှာ2021မှာအာနာထိန်တဲ့အချိန်မှာသူ့ရဲ့အသက်ကသူ့ရဲ့အရသာအသက်က65နှစ်အခု2024ဆိုရင်သူ့ရဲ့စစ်သက်က6050ရှိသွားပြီ2025ဒီဇူလိုင်လ3ရက်နေ့ဆိုလို့ရှိရင်အသက်က69နှစ်ရှိသွားပြီโอเคစစ်သက်က52နှစ်ရှိသွားပြီ တက်က69စစ်တက်က52နှစ်အဲ့လိုလေးရှိတယ်ဒါပေမဲ့ကိုကြိန်အခုပြောပုံနဲ့ဆိုလို့ရှိရင်မမျိုးခံမှန်းတာတော့လေပြောမှဆိုလို့ရှိရင်တော့အဲ့လိုမျိုးပေါ့ကာကျုပ်အချိန်ပြောင်းရှိချက်ဆိုတဲ့သဘောပေါ့အနှစ်အသက်60နဲ့သူကပင်စင်ထိုင်မယ်ဆိုလို့ရှိရင်လေပြောပြတယ်အဲ့တဲ့ချာမင်းကတက်က69နှစ်လေအခုဇူလိုင်လ9ဇူလိုင်လ ဟို၃ရက်နေဆိုသူ့ရဲ့အသက်က69နှစ်။အော်။อืมอืมอืม69နှစ်သူအာနာမပေးသေးဘူး။နောက်လူသူမလွှဲသေးဘူး။နောက်ထပ်9နှစ်နေမှနောက်ထပ်9နှစ်လောက်နေမှသူလွှဲမှာ။음음။ဘာဖြစ်လို့လဲဆိုတော့ဦးတန်းရွှေယူကြည့်ကြည့်လိုက်။ဒီကာကျုပ်ကသူဟို2021ခုနှစ် 2021ခုနှစ်မတ်လ30ရက်နေ့ကြမှာဥမင်းအွန်လိုင်းကစပြီးအာဏာရတာပူတန်းရွှေမပြုတ်ချိတ်ခဲ့လေမပြုတ်မပြုတ်အပြင်ကနေချောင်းမှုနေနေမှာကိုညီမလေးချိတ်ခဲ့ကိုကျင်းရံတစိမ့်မှုဘူးရွေးကောက်ပွဲကိုကျွန်တော်2010မှာကျင်းပတာ2010မှာကျင်းပတာရွေးကောက်ပွဲကို2021ကြမှာပူတန်းရွှေကဥမင်းအွန်လိုင်းကိုပေးတာအဲ့တော့ ဦးတန်းဆွေကဦးမင်းအောင်လိုင်ကိုပေးတဲ့အချိန်မှာတော့တနှစ်กว่าတယ်တနှစ်กว่าတယ်အဲ့ဒီအချိန်မှာကတမရကဦးသိန်းစိန်အရက်ယူနီဖောင်းပြောင်းတဲ့စစ်သားအရက်သားစစ်သားမို့လို့သူကတနှစ်လောက်နဲ့သူကဦးမင်းဦးတန်းဆွေကြီးကကာကြုတ်ကိုပေးတာဦးမင်းအောင်လိုင်ကိုပေးတာသူစိတ်ချရတယ်လေတမရကိုကြည့်တော့လေသူ့လူပဲလေအဲ့တော့ဒီကာကြုတ်ရဲ့အရေးရှိလို့လေသူသိတာကြောင့်သူတနှစ်လောက်ပဲသူကပေးလိုက်တာ နောက်တက်မဲ့တမရကအယတားတမရဖြစ်မယ်ဖြစ်ခဲ့လို့ရှိရင်တာကျုပ်ကနောက်ထပ်၅နှစ်လုံးဆက်နေဦးမှာဥဒါရှင်လို့တနည်းတွင်ပေးမှာမဟုတ်ဘူးအောက်စိတ်ချလို့မရဘူးလေဘာလို့နိုင်ငံအမျိုးသားနိုင်ငံရေးကိုတကယ်နားလည်တဲ့သူတမရဖြစ်ရင်တော့ဥဒါရှင်လို့သူတနည်းတွင်ပေးမှာပဲမျိုးသားနိုင်ငံရေးကိုတည်တည်ချာချာနားမလည်တဲ့သူတမရဖြစ်လာလို့ရှိရင်တော့တာကျုပ်ကနောက်ထပ်တမရတက်ဆက်ကိုသူဆက်လုပ်ဦးမှာပဲ